လောကမှာလူတွေဟာတော်တော်ခက်တယ်နော်စဉ်းစားတွဲခေါ်တတ်တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာကတော်တော်လေးနည်းစဉ်းစားတွဲခေါ်တတ်တဲ့အသိဉာဏ်မရှိဘဲနဲ့လောကမှာနေထိုင်နေတဲ့ပုဂ္ဂိုလ်တွေကပဲတော်တော်များများကြပါတယ်အဲဒီလိုများများတဲ့အတွက်ကြောင့်ယခုလိုဖျားမဟုတ်ဖဲနဲ့ဖျားလုတ်ပြီးနေထိုင်မဲ့ပုဂ္ဂိုလ်တွေအစားဖို့ခြုံဖို့အတွက်အကြောင်းဖြစ်မသောဘူးလား ဖြစ်နေတယ်ဒါကိုတတိရှိဖို့လိုတယ်မိမိတို့ဘက်ကခိုင်မာတဲ့အတိညာသာမရှိခဲ့ဘူးဆိုလို့ရှိရင်သန္တရာတလျှောက်မှလွဲချော်တဲ့ကျင့်စဉ်တွေနောက်တော့ကောက်ကောက်ပါပြီးလိုက်ပါသွားနိုင်တဲ့အခွင့်အလမ်းတွေမရှိဘူးလားရှိတယ်ဒီချိန်ကပေါ့လေနာမည်ကျော်ဖြစ်တဲ့အနည်းစကန်းဆရာတော်ဘုရားကတရားတစ်ပုဒ်ထဲမှာသူကဟောထားတယ်လောကမှာအလိမ်ကံလူရန်စားကအမြဲတမ်းရှိနေပါတယ်။လိမ်မဲ့လူသာလိုတာ လိမ့်မလူကတာကြာကြာနာနာလိမ့်တတ်ပါစေအလင်္ကန်လူရန်သာဟာနောက်ကနေထက်ချမကွာလိုက်ပါပြီးတော့ကျင့်ကြမှာဖြစ်တယ်သူကအလင်္ကန်လူရန်သာကိုသုံးမျိုးသူကခွဲပြတယ်အသက်30အတွင်ရှိနေတဲ့ပုဂ္ဂိုလ်တွေကိုပြရသေးတဲ့သာလိမ့်သူကကောင်းကောင်းကြားတယ်ဟုတ်လားမဟုတ်လားတော့မသိဘူးနော်ဒါဆရာတော်ဟောတဲ့တရားပဲအသက်30ကနေ60အတွင်ရှိတဲ့ပုဂ္ဂိုလ်တွေကိုစီးပွားရေးနဲ့သာလိမ့်ပါတဲ့ကောင်းကောင်းကြားတယ် စီပွားရေးဒါလွတ်လို့ရှိရင်ဘာစီပွားဖြစ်မယ်ပေါ့ခေါင်းကိုတပြေကကလေးနဲ့တွုတ်ပေးလိုက်ဟာစီပွားရေးကတိတ်တက်မယ်ဘုန်းကြီးကရတော့မဟုတ်ပါဘူးပြီးနာမှာရှင်ဥပဘုရုပ်ပွားတော်တဆူရှိနေပါတယ်တော်တော်နာမည်ကြီးတယ်နာမည်ကြီးတာကဘယ်လိုကြောင့်နာမည်ကြီးလဲလို့မေးရင်တော့ဒီလို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 ပြောလို့နာမည်ကြီးသွားတယ်နဲ့တွေ့ပါတယ်နော်ဒီတော့ဒီရှင်ဥပကုတ်မှာသွားပြီးလှူလှူပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်တောင်းတဲ့ဆူအကုန်ပြည့်တယ်ဒါတို့ရဲ့ယုံကြည်ချက်ပဲ ဒီတော့ဒီနေ့မနေ့ကပဲထမားတဲ့တခါကြီးတယောက်ကရှင်ဥပုဂ္ဂုတ်ဆိုတာတကယ်ထင်ရှားရှိပါသလားဆိုပြီးတော့မေးတယ်။ဒီတော့ဒီရှင်ဥပုဂ္ဂုတ်ရာဇဝင်နဲ့ပတ်သက်လို့ဘုန်းကြီးတို့အတိအကျမသိပါဘူး။သို့တော့စာဆောင်တစ်ခုမှတစ်ချိန်ကဖတ်ခဲ့မှုပါတယ်။ထေရဝါဒသာသနာတော်အတွင်းသို့ဒီရှင်ဥပုဂ္ဂုတ်ကမေပုံပပန်ဗဏိလအဖြစ်ဝင်လာတယ်လို့မေးရင်တော့မဟာယာနကနေပြီးတော့ကုသလာတယ်လို့အဆိုရှိတယ်။မဟာယာနကျမ်းဂန်များမှာတော့ဒီဒီရှင်ဥပုဂ္ဂုတ်အကြောင်းသာရှိပါတယ်။ ဘုန်းကြီးတို့ထေရဝါဒမြိကတော်မှာတော့ဒီရှင်ဥပုဘအကြောင်းမလားရှိဘူးသို့တော်လွန်ခဲ့သောနှစ်ပေါင်း1900ဝန်းကျင်လောက်ကမုဒ္ဓမခေဆိုကြစို့နော်ထိုမုဒ္ဓမခေမှာဂွေကြီးတစ်ပါးဇာတ္တပေတ္တဂွေကြီးတစ်ပါးကဇင်းမဲ့တောင်ထမ်းမှာတွားရောက်ပြီးသတင်းသုံးတော်မူပါတယ် ဇင်းမေတောင်တန်းမှာတရင်တော်တော်မူတဲ့ထိုကိုင်ကြီးကနေပြီးတော့ဇင်းမေပန္နတဆိုပြီးကျမ်းစာတဆောင်ရေးသားခဲ့ပါတယ်ထိုဇင်းမေပန္နတကျမ်းစာထဲမှာဒီရှင်ဥပုကုတ်အကြောင်းပါဝင်နေတယ်ဆိုပြီးတော့စာဆောင်တစ်ခုမှာတော့ဖတ်ဖူးပါတယ်ဒါကြောင့်ဒီရှင်ဥပုကုတ်ဆိုတဲ့အယူအဆကဘုန်းကြီးတို့ထေရဝါဒသာသနာတော်အတွင်းသို့မဟာယာနကနေဆင့်သက်လာတဲ့အယူဆတစ်ခုဖြစ်ပါတယ်နည်းနည်းလေးလဲစဉ်းစားတော့ကြည့်ပါနော်သန္တရာဝိဇ္ဇဒုက္ခကိုညှင်းွက်ယုံမုန်းတဲ့အတွက်ကြောင့် ယဟန္တာအဖြစ်သို့ရောက်အောင်သန္တာဝဆေဒုက္ခကုံဆုံးခြင်းနဲ့ဥဒိညက်ဖြစ်ယဟန္တာအဖြစ်သို့ရောက်ရှိအောင်ကြင်ကြံကြုတ်ကိုပွားများအထုတော်မူကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါရဲ့ယဟန္တာဖြစ်ဖြစ်တဲ့အချိန်ကကြတော့မှသမုဒ္ဒရာထဲမှာအစင်းရခံပြီးကြီးပြတ်တာကြီးနဲ့ဆုံးမစားပဲသွားနေမယ်ဆိုတာကတော့ဖြစ်နိုင်ပါ့မလားနည်းနည်းလေးစဉ်းစားကြည့်နော်စဉ်းစားပြီးတော့ဂျုံပြီးတော့ပဲအဲ့ဒါကြောင့်အဲ့ဒီရှင်ဥပကုတ်ကမိနာမှာတော်တော်လေးဘုံကန်ကြီးတယ် ရှင်ဥပုဂ္ဂိုလ်ကိုသွားပြီးလှူမယ်ဆိုလို့ရှိရင်လှူပြီးတော့ဆူတောင်းမယ်ဆိုရင်တောင်းတယ်ဆိုအလုံးပြည့်တယ်ဆိုပြီးတော့အဲရှင်ဥပုဂ္ဂိုလ်သတင်း300ဖြစ်တဲ့စံကြောင်းမှာတန်တန်စကားကြီးတန်ပန်းကြီးအကုန်ကာထားရတယ်။တန်ပန်းအထက်ကိုအကုန်လုံးပတ်စံတွေပြည့်ထည့်ပြီးတော့ဆူတောင်းကြတာပဲနော်။ဆိုလိုတာကဘာလဲ။အသက်300ကနေ60အတွင်ရှိတဲ့ပုဂ္ဂိုလ်တွေကိုစီးပွားရေးနဲ့သာလိမ္မာတဲ့။အကုန်လုံးမကြဘူးလား။ကြားတယ်ဟုတ်တယ်မလား။ နောက်တစ်ခုအသက်60ကနေပြီးတော့အထက်အသက်190အတွင်းရှိနေတဲ့ပုဂ္ဂိုလ်တွေကိုတော့အာယုဝဒနာအသက်ရှည်စင်းနေတာလိမ့်မယ်ဆိုရင်တော့အကုန်ကြတယ်သူကအသက်ရှည်ကျင်နေပြီသိတော့မှာဘူးဒီကနေ့နေပြီဖြစ်တော့အဲ့ဒါကြမ်းပါမယ်အသက်ရှည်မယ်ဆိုရင်တော့အဲ့ဒါကျုံးလုတော့တာပဲနော်ဒါကြောင့်လောကမှာအလိမ့်ကန်လူရန်းစားကအမြဲတမ်းရှိနေတယ်လိမ့်မဲ့လူသာလူနေပါတယ်ဘာကြောင့်ဒီအလိမ့်ကန်လူရန်းစားတွေကရှိနေကြရတယ် ရတဲ့ရတိုက်တဲ့သိတဲ့သိတဲ့အတိဉာဏ်ကိုရရှိအောင်မကြိုးစားကြဘူးဒုက္ခသစ္စာဆိုရကဘာသမုဒိယသစ္စာဆိုရကဘာဒီဒုက္ခသစ္စာကိုသိအောင်ဘေပုံဘေပတ်ပဏိလအဖြစ်ကြည်ကြံကြိုးကိုပွားများအထောက်အမဲဒီသမုဒိယသစ္စာတွေကိုသိအောင်ဘေပုံဘေပတ်ပဏိလအဖြစ်သိအောင်ကြိုးစားအထောက်အမဲဆိုတဲ့နိလန်ကောင်စနစ်တွေဟာ ဘုရားဟောဒေသနာတော်ပါဠိတော်တွေနဲ့အထက်ကရာတိကာတွေမှာတိတိကျကျရှင်းရှင်းလင်းလင်းဖွင့်ဆိုထားလျက်ရှိနေပါတယ်။အဲ့ဒီဖွင့်ဆိုထားတဲ့ကျင့်စဉ်တွေကိုစနစ်တကျမကျင့်တဲ့ပုဂ္ဂိုလ်တွေအဖို့သူများတွေက လိမ်မယ်ဆိုလို့ရှိရင်တော့လင်းလို့မကောင်းဘူးလား။သင်ကောင်းတယ်။ဘုန်းကြီးတို့သာသနာတော်မှာအမွေအနှစ်တွေအလွန်အစင်အတတ်မြင်မာတဲ့တန်ဖိုးရှိတဲ့အမွေနှစ်တွေများစွာရှိနေပါတယ်။ ဒီလိုအမွေနစ်တွေကိုမပြုတ်ပြက်အောင်ဘုန်းကြီးတို့တောင်းဝန်ယူပြီးထိမ့်သိမ်းစောင့်ရှောက်ဖို့မလိုဘူးလားလိုအပ်တယ်ဘယ်လိုပုံကိုယ်ဒီလဲသာသနာတော်ကိုကြီးညိုနေတဲ့ချစ်မြတ်နိုးတဲ့ပုံကိုယ်တွေဝိုင်းဝန်းပြီးစောင့်ရှောက်ကြရမှာဖြစ်ပါတယ်တဦးတယောက်ထက်ထိမ့်သိမ်းစောင့်ရှောက်ယုံမျှဖြင့်ဒီသာသနာတော်ကြီးကို အရှင်းခိုင်ကန့်တည်တော်အောင်ဆောင်ရွက်နိုင်ကြပါမလားမဆောင်ရွက်နိုင်ဘူးဗျာရှင်ကလေးတင်ချင်းနဲ့ကဘာတသိမ့်ကြအောင်ပါရမီတော်တွေကိုဖြစ်ခြင်းဖြစ်မှုတော်မူပြီးမှ ယခုလိုဗဗ္ဗညုတ္တဉာဏ်ကိုရရှိတော်မူအောင်ကြိုးစားအထုလျက်ဗဗ္ဗညုတ္တဉာဏ်အထွတ်တထားတဲ့ဒေသနာဉာဏ်တော်မြတ်ဖြင့်ဟောကြားပြတ်တာဆောဆုံးမှထားတော်မူခဲ့တဲ့ဒီတရားဒေသနာတော်ဤဒီတရားဒေသနာတော်ဤဟာဘာအထွက်လဲလို့မေးတော့ဘုဒ္ဓဘောဓိယငါကိုယ်တိုင်သစ္စာလေးပါးကိုထွတ်ထွေသိမြင်တော်မူပြီးတဲ့အခါကျွတ်ထိုက်လတ်သူဝိနည်းကြတ္တဝါဒီကိုလဲ သစ္စာလေးရတရားမြတ်ကိုထိုးထွင်းသိမြင်စေရမယ်ဆိုတဲ့ဥတည်ချက်မုတ်တော်မောဇဉ်ယံငါကိုယ်တိုင်ကိလေသာတို့မှလွတ်မြောက်တော်မူပြီးတဲ့အခါကျွတ်ထိုက်သတ္တဝိနည်းကြသတ္တဝါတွေကိုလည်းကိလေသာတို့မှလွတ်မြောက်စေရမယ်ဆိုတဲ့ဥတည်ချက်ဒိဏ္ဍတာရိယံငါကိုယ်တိုင်တန္တရာဝဇဉ်ဒုက္ခမှကုခကျော်လွန်လွတ်မြောက်ပြီးတဲ့အခါကျွတ်ထိုက်သတ္တဝိနည်းကြသတ္တဝါတွေကိုလည်း သန္တာဝဇင်းရဲ့ဒုက္ခမှကျွတ်လွတ်ထွမြောက်ပြီးတော့နိဗ္ဗာန်ဆိုတဲ့ထွန်မာပကံသို့ရောက်စီရမယ်ဆိုတဲ့ဥတည်ချက်တဖြင့်ဘုရားရှင်ကဒီသန္တာတော်ကိုပြုစုပြုထောင်ထားတော်မူခဲ့ခြင်းဖြစ်ပါတယ်။သန္တာဝဇင်းရဲ့ဒုက္ခကုန်ဆုံးရာဖြစ်တဲ့နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်တဲ့ဤကျင့်စဉ်ချင်းပျောက်ပြဲမသွားအောင် တောင်းယူပြီးထိမ့်သိမ့်စောင့်ရှောက်သွားဖို့ဆိုတာဘယ်ပုဂ္ဂိုလ်ရဲ့တောင်းဝန်လဲလို့မေးရင်သာသနာတော်ကိုကြီးညိုစွာကိုယ်ကိုယ်စီကနေကြတဲ့ယဟန်ရှင်လူအလုံးတို့ရဲ့တောင်းဝန်ဖြစ်ပါတယ်ဒီတော့မိမိတို့ကသာသနာတော်ကိုကြီးညိုတယ်မြတ်တို့တယ်ဆိုရင်ဒီကြည့်စဉ်တွေကိုမိမိတို့ရဲ့ယုံနာတန်တန်အစင်မှာကိဝတ်တင်းရှိလာအောင်မိမိတို့ကကြည်ကြံကြုတ်ကိုပွားများအထောက်ဖို့မလိုဘူးလားလိုအပ်တယ်မိမိတို့ကိုယ်တိုင်က ဒီจิตစဉ်တွေကိုမိမိတို့ကိုယ်တိုင်မိမိတို့ရဲ့ယုံနာတတ္တအစဉ်မကိန်းဝတ်တည်ရှိလောက်အောင်ကြည်ညာချုပ်ကိုပွားများအထောက်ထားခဲ့မယ်ဆိုရင်ဘာဖြစ်မလဲဘုရားရှင်ပြိဋိဘံဇန်လွန်တော်မူကန်ဤညမှာသူဘာဒပြပိုက်ကိုဘုရားရှင်မိကြတော်မူခဲ့တဲ့စကားလေးတစ်ခုရှိပါတယ်နော်ဤမေသသူဘာဒတမ္မာဝိဟရယောအတုံညောလောကအရဟတိအတ္တသူဘာဒဒီယဟန်ဒီဟာ သာသနာတော်မှာကောင်းမွန်စွာ နေထိုင်ခဲ့ကြမယ်ဆိုရင်တမ္မာဝိဟရိယကောင်းမွန်စွာ နေထိုင်ခဲ့ကြမယ်ဆိုရင်အတုံညောလောကအရန္တိအတ္တဒီလောကကြီးဟာယ ahanan ပုဂ္ဂိုလ်တို့ဖြင့်ဘယ်တော့မှစိတ်သုံးပြီးမသွားနိုင်ပါဘူးဆိုပြီးဒီလိုအမိန့်ရှိထားတယ်။ဒီအမိန့်ရှိချက်ကိုအထင်ကရာများကဘယ်လိုဖွင့်ဆိုထားလဲလို့မေးရင်သူတော်ကောင်းတို့ကမိမိကိုယ်တိုင်သောတပတ္တိမေညာဖုန်ညာရရှိအောင်ကြည်ကြံကြိုးကိုပွားများအထောက်တယ်။ သောတမဏိမညံဖုန်ညာဖြင့်သိတဲ့သိတတ်တဲ့တစ္ဆာလိယတရားမြတ်ကိုထိုးထွင်းသိမြင်ပြီးတဲ့အခါအခြားအခြားသောပုဂ္ဂိုလ်တယောက်ကိုလည်းသောတပတ္တိမညံဖုန်ညာဆိုင်သည့်တိုင်အောင်တဆင့်လက်ဆင့်ကမ်းပြီးတော့သာသနာပြုနိုင်မယ်ဆိုရင်သောတပတ္တိမညံဖုန်ညာဆိုင်သည့်အထိထိုးထွင်းသိမြင်တတ်တဲ့တစ္ဆာလိယတရားမြတ်ကိုသိမြင်အောင် လက်ဆင့်ကမ်းပြီးသာသနာပြုနိုင်မယ်ဆိုရင်အလားတူပဲ ပုဂ္ဂိုလ်တယောက်ကတက္ကရာကမိမဲ့ညံဖုန်ညံတို့ဆက်ရောက်ခဲ့ပြီဆိုရင်အကြအကြသောသူတော်ကောင်းတူကိုလည်းတက္ကရာကမိမဲ့ညံဖုန်ညံတို့ဆက်အောင်မိမိကိုယ်တိုင်ကအနာဂမိမဲ့ညံဖုန်ညံတို့ဆက်ရောက်တော်မူခဲ့ပြီးဖြစ်မယ်ဆိုရင်လည်းအကြအကြသောသူတော်ကောင်းတူကိုအနာဂမိမဲ့ညံဖုန်ညံတို့ဆက်အောင်မိမိကိုယ်တိုင်ကအရတ္တမဲ့ညံဖုန်ညံတို့ဆက်ရောက်တော်မူပြီးဖြစ်ခဲ့မယ်ဆိုရင်လည်းအကြအကြသောသူတော်ကောင်းတူကိုအရတ္တမဲ့ညံဖုန်ညံတို့ဆက်သည့်တိုင်အောင်လက်ရှိကမ်းပြီးတော့ဒီသာသနာတော်မှာနေထိုင်သွားကြမယ်ဆိုရင် ထိုကဲ့သို့သောနေထိုင်နေစနစ်ကိုတမ္မာဝိဟာရယောကောင်းမွန်စွာနေထိုင်သွားတော်မူတဲ့နေစနစ်ဖြစ်တယ်ဆိုပြီးအထကရမြတ်ကရှင်းလင်းတင်ပြထားပါတယ်နော်ဒါကြောင့်မိမိတို့ကဒီသာနာတော်ကြီးကိုချစ်မြတ်နိုးတယ်သာနာတော်ကြီးအရှိခိန်ကတည်တံ့စေခြင်းနဲ့ဆိုရင်ဘာလို့ရမလဲမိမိတို့ကိုယ်တိုင်ကသာသနာတော်ရဲ့အနှစ်အချုပ်ဖြစ်တဲ့ဒီသစ္စာလေးရတရားမြတ်ကိုသမ္မာတိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်တိုင်မြတ်မော့ထွန်းဖောက်သိမြင်အောင်ရှုဆိုကြည်ကြံကြုတ်ကိုပွားများအထုဖို့မလိုဘူးလား လိုအပ်တယ်ထက်ကသိအရေးကြီးပါတယ်နော်ဒီသစ္စာလေးပါမြတ်တရားတွေပျောက်ွယ်မသွားအောင်ကမိမိတို့သိအောင်ပထမကြိုးစားရမယ်ကြိုးစားပြီးတဲ့အခါမှာမိမိတို့ရဲ့အနာကလူငယ်လို့ခေါ်ဆိုအပ်တဲ့နော် သာသနာအမွေကိုခံယူမဲ့ပုဂ္ဂိုလ်တွေကိုလည်းအလန်းတို့သစ္စာလေးရဲ့တရားမြတ်ကိုထိုးထွင်းသိမြင်အောင်လက်ဆင့်ကမ်းပြီးတော့သာသနာပြုသွားနိုင်မယ်ဆိုရင်ဒီလောကကြီးဟာယဟနာပုဂ္ဂိုလ်တို့ဖြင့်စိတ်သုံးသွားနိုင်မလားမသွားနိုင်ဘူးဒါကြောင့် ဒီနေ့တရားနာနေတဲ့ပရိသတ်အပေါင်းတော်ကောင်းတို့လည်းနော်မုဒ္ဒပတနာခေါ်တဲ့ဘာမှအတိတ်ပဲမရှိတဲ့အချင်းချင်းဖြစ်တဲ့အကြောင်းအရာတွေကိုယုံကြည်ကိုးကွယ်နေတဲ့ပုဂ္ဂိုလ်ရဲ့အဆင့်တို့ဒီဘဝမှာရောနောင်တန္တရာအဆင့်တွေမှာရောမြောက်ရှိခြင်းကြဘူးဆိုရင်ဘာလို့ရမလဲဒီဘဝမှာမိမိတို့ကိုယ်တိုင်ကသစ္စာလေးရတရားမြတ်ကိုသမ္မာတိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်တိုင်မြတ်မော့ထွန်းဖောက်သိမြင်အောင်ရှုဥ်စွာကြည်ညာကြုတ်ကိုပမျက်အထောက်အမှဖြစ်ပါတယ်ဒီအတိညာသည် ဘယ်တို့မှပျက်စီးသွားနိုင်တဲ့အသိဉာဏ်မျိုးမဟုတ်ဘူးအကယ်၍မြတ်သောတပတိမညံဖုန်ညံဆိုင်သည့်အတ္တိနိဗ္ဗာန်ကိုအတ္တိကရတ္တအငိမ့်တနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပြီဆိုရင်မိမိတို့ရရှိထားတဲ့ဒီအသိဉာဏ်ဒီပျောက်ပြတ်သွားမလားပျောက်ပြတ်ပြီးမသွားနိုင်ပါဘူးတဲ့နော်ဘယ်တို့မှပျောက်ပြတ်မသွားဘူးဆိုတာနဲ့ပတ်သက်လို့မာနိတရောဖျားကြီးကဟမ်ဆိုးဆုံးမထတာလေးဘုန်းကြီးနည်းနည်းထပ်ပြီးညွတ်ပြခြင်းပါတယ်နော် စေဘပညာကုသလကိုပြုအပ်ပြီးသည်လူတမီကလူပြနာပွဲရမခဲသည်ယူဆွေမုံချရွံ့မခွဘူးဒါနသီလသမထဝိပဿနာအစဖြာတဲ့ကုသိုလ်ရင်းလုပ်ငန်းရတဲ့ပုံညာကရိယာဝတ္ထု10မျိုးရှိပါတယ်အလုံးကြောက်ကြလိမ့်မယ်ထိုကောင်းမှုကုသိုလ်တွေ10မျိုးကိုစနစ်တကျကြည်ကြံကြုတ်ကိုပွားများအထောက်ထားပြီးဖြစ်တဲ့တရောကောင်းတာမှန်ပါစေ လူပြင်းကြိုက်လဲလူပြင်းရနိုင်တယ်အခုဗမိသာရမင်းတို့လိုပေါ့နော်နတ်ပြင်းကြိုက်လဲနတ်ပြင်းရနိုင်တယ်လူပြင်းကြိုက်လဲလူပြင်းကိုရရှိနိုင်ပါတယ်မြမပြင်းကြိုက်ရင်လဲမြမပြင်းကိုရရှိနိုင်ပါတယ်နော်ဆေဘပညာကုသလကိုပြုအပ်ပြီးသည်လူတည်းမိကလူပြင်းနာပွဲရမခဲသည်ယူဆွေမုတ်ချယွင်းမခွဘူးယူဆွေမုတ်ချယွင်းမခွဘူးဆိုတာအယူဝါဒဖောက်ပြန်ပြည့်စည်သွားမှုဆိုတာမရှိတော့ဘူး မမာတိတိအယူကနဲ့မိစ္ဆာတိတိအယူတို့ပြောင်းလဲသွားမှုဆိုတာမရှိတော့ဘူး။ဘာကြောင့်လဲ။အတိကပြည့်စုံပြည့်ထွန်းကြတဲ့ဝိဒါဒနာဥပဒါသင်္ခါရကံဆိုတဲ့အကြောင်းတရားသမှုရိယသစ္စာတရားတွေထင်ရှားဖြစ်ခြင်းကြောင့်အကျိုးခန္ဓာငါးပါးဒုက္ခသစ္စာတရားတွေထင်ရှားဖြစ်ပုံကိုလည်းမိမိကိုယ်တိုင်ကသမ္မာတိတိဉာဏ်ပညာဖြင့်ထွန်းဖောက်သိမြင်ထားပြီးဖြစ်တဲ့ဝိဒါဒနာဥပဒါသင်္ခါရကံဆိုတဲ့အကြောင်းသမှုရိယသစ္စာတရားတွေ အကျွင့်အကြံမရှိကုသိုလ်အောင်ချုပ်ငိမ့်သွားခြင်းကြောင့်အကျုခန္ဓာငါးပါးဒုက္ခသစ္စာတရားတို့လည်းအကျွင့်အကြံမရှိကုသိုလ်အောင်ချုပ်ငိမ့်သွားခြင်းဆိုတဲ့သဘောတရားကိုလည်းသမ္မာတ္တိဉာဏ်ပညာဖြင့်ကိုယ်တိုင်မြတ်မောထွန်းဖို့သိမြင်ထားပြီးဖြစ်တယ်။အဲ့ဒီလိုသိမြင်ထားပြီးတဲ့ပုဂ္ဂိုလ်တဦးကအယူဝါဒဖောက်ပြန်ပြစ္စည်းသွားမှုဆိုတာနောင်တန္တရာအဆက်ဆံမှာရှိနိုင်မလားမရှိနိုင်ဘူးဘာဖြစ်လို့လဲဒီသောတပတ္တိမညာဖြင့်ထိုးထွင်းသိမြင်ထားအပ်ပြီးဖြစ်တဲ့ဤ နိဗ္ဗာန်ဆိုတဲ့တရားတော်ချမ်းသာဒုက္ခကြီးရဲ့ပျက်စီးသွားမှုဆိုတာလည်းမရှိနိုင်ဘူးနိဗ္ဗာန်တရားတော်မြတ်ကိုထိုးထွင်းသိမြင်နေတဲ့သမ္မာတ္တိဉာဏ်ပညာရဲ့ပျက်စီးသွားမှုဆိုတာလည်းမရှိနိုင်ဘူးမရှိနိုင်တဲ့အတွက်နောက်နောက်သန္တရာခီးမှကြုံခဲ့ရင်သန္တရာခီးဆိုတဲ့ဆက်ရန်ရှိနေသေးတယ်ဆိုရင်အယူဝါဒရဲ့ဖောက်ပြန်ပြောင်းလဲသွားမှုဆိုတာလည်းရှိရောမလားမရှိတော့ဒီအသိဉာဏ်ကခင်ခတ်နေတယ်နော်ဒါသာသနာတော်တွင်မှာရရှိနိုင်တဲ့အသိဉာဏ်ပါဒါကြောင့် ဆေဘာပညာကုသလကိုပြုအပ်ပြီးသည်လူတည်းမြေကလူပြည်နာပွဲရမခဲသည်ယူဆွေမုံချရွတ်မခွဘူးဌာနသီလကုသလ၌လုံးလာလွတ်လျော့လက်ဖြင့်ပေါ်၍မိလျော်တော်သူသူသည်ဟူ၏အလူတည်းမကင်းဘာဝနာမချရက်နှင့်မမိလျော်တတ်ထိုသူမြတ်တို့လူနာခန္ဓာပြောင်းလဲကာလင်းချမ်းသာဒုက္ခမပြတ်ကြကြောင့်ဘဝသဘောရွေလျောခြင်းဟုဆုတည်မူလီတေသူမမိဟုတုံသည် ဘဝရည်တဘဝပြီးတဘဝပြောင်းလဲခြင်းလဲပြောင်းလဲသွားပါစေသူတို့ရရှိထားတဲ့သစ္စာလေးရတရားမြတ်ကိုထွတ်ထွင်းသိမြင်ထားတဲ့ဒီအတိညာရဲ့ဖောက်ပြန်ပြောင်းလဲသွားမှုဆိုတာလည်းမရှိနိုင်ဘူးသူတို့ရရှိထားတဲ့အာသင်္ကရတအငိတ္တနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာချမ်းသာဒုက္ခကြီးရဲ့ပျက်စီးသွားမှုဆိုတာလည်းမရှိနိုင်ဘူးဘဝရည်ရေရောသွားပြီမဲ့လို့သူတို့ရရှိထားတဲ့ဒီချမ်းသာဒုက္ခရဲ့ပျက်စီးရောဓမ္မတာမရှိခြင်းကြောင့်ထိုပုဂ္ဂိုလ်တွေဟာ ဘဝတစ်ခုမှတစ်ခုရွေလျောသွားတော်လဲအသက်သင်နေတဲ့ပုဂ္ဂိုလ်တွေမဖြစ်ဖဲရှင်နေတဲ့ပုဂ္ဂိုလ်တွေသာမိပါတယ်ဆိုပြီးတော့ဒီလိုဘုရားရှင်ကသံမာဝရီမိဖုရားအမှုရှိနေတဲ့မိဖုရား900တို့သိခြင်းပစ္စည်းတွေဘွဲ့ကိုအကြောင်းပြုပြီးဟောကြားတော်မူခဲ့ပါတယ်နော်ဒါကြောင့်ဒီနေ့တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့လည်းရှင်သူသင်သူနှုတ်အနက်ကသင်သူများမဖြစ်ဖဲရှင်သူတွေဖြစ်အောင်သစ္စာလျက်တရားမြတ်ကို ။ဗမ္မာတိဋ္ဌိဉာဏ်ပညာဖြင့်ကိုယ်တိုင်မြင့်မောထွန်းဖို့သိမြင်အောင်ကြင်ကြံကြိုးကိုပွားများအထုတ်နိုင်ကြပါစေလို့တိုက်တွန်းပြီးတော့ကဲဒီညတရားသိမ့်ချစို့။